င်္ဂလာပါရှင်2025ခုနှစ်မေလ18ရက်နေ့ရက်ညခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။တောင်ငူမြို့မှာရှိတဲ့စစ်ကောင်စီရဲ့ latest gun ကိုတရားခွန်မမ short tight drone နဲ့ပစ်ခတ်မှုမှာရှစ်လုံးထိမှန်ပြီးထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ဆိုပါရယ်။ကံမမြို့ပေါ်ရက်ကွက်စေကံကိုစစ်တပ်ကလေရင်နဲ့ပုံကျဲမှုမှာပြည်သူနှူးထိခိုက်တံရရရှိခဲ့ပြီးစေကံပျက်စီးခဲ့တယ်လို့ဆိုပါရယ်။အရက်မူပြီးရန်ကားတဲ့တောင်းတိုင်းဖုံကြီးကိုမူရရန်ကားမှုနဲ့ဖမ်းဆီးလိုက်ပါရယ်ရှင်။ တင်းမြစ်တူပြန်လာတဲ့အမျိုးသားတအူမှုချိုးပစ်ခံရပြီးတေဆုံးခဲ့ပါတယ်။ထိုင်းနိုင်ငံတတ်ခရိုင်အတွင်းမှာတရားမဝင်ဝင်ရောက်လာတဲ့အသက်16နှစ်မှ အသက်36နှစ်အတွင်းရှိတဲ့မြန်မာလူငယ်ကိုအူဖမ်းဆီးခံလိုက်ရပါတယ်။ဒီသတင်းနဲ့တူဒီကနေ့ညခင်းရဲ့အထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့ဘကိုးတိုင်းတောင်ငူမြို့ K2MD Latest ခံအတွင်းကိုတရားခုံမမရှော့တိုက် drone နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးအောင်မြင်စွာကြာရောက်ပောက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးပျက်စီးမှုရှိနိုင်ကြောင်း Brave Warrior for Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်။ယနေ့မေ18ရက်နေ့နနက်7:48မိနစ်အချိန်မှာတောင်ငူမြို့ K2MD Latest ခန်းကိုတရခုံမမရှော့တိုက်တုံးဆက်တလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရှစ်လုံးအောင်မြင်စွာကြာရောက်ပောက်ကွဲခဲ့ပြီးထိခိုက်သေဆုံးပျက်စီးအခြေအနေကိုစုံစမ်းနေဆဲဖြစ်ကြောင်းသိရပါတယ်။တောင်ငူ Latest ခန်းကဆေးရဆွေးမှုကျူးလွန်ရမှာအရေးပါတဲ့ Latest ထောက်တိုင်တစ်ခုအဖြစ် ထမ်းဆောင်ပေးနေတဲ့အပြင်ယခုရက်ပိုင်းတောင်ပိုင်းဒေါ်လာရင်းအင်အားစုတွေရဲ့ဒေါ်လာရင်းလှောက်ရှားမှုတွေလည်းလေချောင်းကနေတရဆက်ဘုံကျဲတိုက်ခိုက်ခဲ့ရအဓိကပါဝင်နေတဲ့ latest count ဖြစ်ကြောင်း Brave Warrior for Machine 37အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Brave Warrior for Myanmar BWM Mountain Knight Civilian Defense Force MKCDF Anti Crew People Liberation Force ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။မြေပြင်စစ်ရေးတွင်ပြည်သူတော်လှန်ရေးအင်အားစုတွေကိုရင်ဆိုင်နိုင်စွာမရှိတော့ဘဲကြဆုံမှုများနဲ့ရင်ဆိုင်နေရတဲ့စစ်ရှုံးကောင်စီကလေတပ်ကို အားကိုးပြီးတော့ဝေဟင်အသာစီးနဲ့တော်လှန်ရေးအင်အားစုတွေကိုတံပြန်တိုက်ခိုက်လာကြောင်းမကြသေးမီကတပည့်ရင်းမြို့နယ်အိုထိန်တွင်ကျေးရွာစာတင်ချောင်းမှာ ចောင်းသူចောင်းသားကလေးငယ်တွေနဲ့ဆရာဆရာမတွေကိုဘုံကျဲတက်ဖြတ်မှုအပါအဝင်နိုင်ငံတော်အရက်ဘတ်ပြည်သူတွေကို ပြစ်မှတ်ထားဘုံကျဲတက်ဖြတ်ခြင်းနဲ့သူတို့ရဲ့မတရားလူယူထားတဲ့အာဏာကိုဆက်လက်ဆုတ်ကင်ထားဖို့စူးစမ်းနေကြောင်းလည်းအသိပေးထားပါတယ်လူဦးတော်လည်ရဲ့အောင်မြင်ရန်စစ်ကောင်စီတပ်ကိုပြိုလဲအောင်လေတပ်များတိုက်လေရင်များပိုင်းလုံများလေရင်စီဘုံသီးတစားတွေကိုထုတ်လုတဲ့စက်ယုံအပါဝင် လက်ချက်ကိုအားဖြည့်တဲ့ထောက်တိုင်မျိုးစုံကိုဖြိုလဲရန်လက်ကမ်းမိတဲ့တော်လန်ရေးအင်အားစုများပြည်သူများမှတက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကြိုးပမ်းကြရန်မြင့်တာရက်ခံထားပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးတိုင်းပခုတ်ကူမြို့နယ်ကံမမြို့ပေါ်မှာရှိတဲ့ရက်ကွက်စည်းကမ်းတစ်ခုကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူနှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစည်းကမ်းပျက်စီးသွားကြောင်းစိတ်ဖြူတကူရော်ကြားဆိုကပြောပါတယ် ယနေ့မေ18ရက်နေ့နနက်6:18နာရီအချိန်မှာပခုတ်ကူမြို့နယ်ကံမမြို့အနောက်ဘက်ဂျိုးပြန်ရက်ကွက်အတွင်းမှာဖွင့်လှစ်ထားတဲ့ဆေးကောင်းကိုအကြမ်းဖက်စစ်ကောင်စီရဲ့တတအူးလေတပ်မှလာတဲ့ Jet Fighter နဲ့ဘုံနှလုံးကျဲချခဲ့ရာပြည်သူနှူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဆေးကံပျက်စီးသွားကဆေးကံအနီးမှာရှိတဲ့ထမ်းမင်မှာထဝက်ခပျက်စီးသွားကြောင်းသိရပါဗျာ။ ဈေးကန်းကပိတ်ထားတာကြပြီးဈေးကန်းတွေစာတင်ချောင်းတွေကိုလေချောင်းကနေပြင်မှတ်ထားတိုက်ခိုက်နေတဲ့အတွက်ဈေးကန်းမခွင့်မဲထားတာဈေးကန်းကနှစ်ဆောင်တွဲပေါ့အဲ့ဒီဈေးကန်းလည်းပြတ်စီသွားတယ်ဈေးကန်းအနီးမှာရှိတဲ့ထမ်းပင်လည်းပြတ်ထွက်သွားတယ်အမျိုးသားတဦးကတော့ဥကောင်းပေါက်ထွက်သွားတယ်လို့သိရတယ်ကျန်တဲ့တယောက်ကတော့အခြေအနေမသိရသေးဘူးလို့စိတ်ဖြူတကူတော့ကြားစုကပြောပါတယ်အကြံဖတ်စစ်ကောင်စီကယခုမေလအတွင်းမှာအပြစ်ခတ်ရဆဲရေးကြီးညာထားပေမဲ့လေချောင်းတိုက်ခိုက်မှုတွေကိုတူးမြင့်လှုပ်ဆောင်ရရှိကြောင်းတော်လိုင်းရေးတပ်ဖွဲ့တွေကပြောပါတယ်ရှင် ဆက်လက်ပြီးပဲခူးတိုင်းအုတ်တွေးမြို့နယ်တာကရကျေးွာတောင်ချွာမှာအရက်မူပြီးရန်ကားတဲ့တတ်တော်90ကျောင်းတိုင်ဖုန်ကြီးမူရရန်ကားမှုနဲ့ဖမ်းဆီးထားတယ်လို့ဒေတာခန်တွေစီကနေသိရပါဗျ။မေ16ရက်နေ့ညနေ9:00ခန့်ကတာကရတောင်ချောင်းဆရာတော်တတ်တော်90ကျော်ဝါရော30ရှိတဲ့ဦးစန်နီမာဟာအရက်တေစာတောက်စားမူရပြီးရန်ကားနေတာကြောင့်ရွာကန်တွေကမြို့နယ်သာသနာထိမ့်သိမ်းဆောက်ရှောက်ရေးအဖွဲ့ကိုအကြောင်းကြားခဲ့ပြီး အဖွဲ့ကသွားရောက်စစ်ဆေးပြီးတဲ့နောက်မှာလူဝစ်လဲကရဲကိုဖမ်းဆီးခိုင်းခဲ့တာလို့ဆိုပါတယ်။သူဟာရခင်ကလေးကတောက်စားနေတာကိုရွာကန်တွေကမြို့နယ်တာတိန်အဖွဲ့ကိုဖုံးဆက်တိုင်ကြားတာတွေရှိတာကြောင့်အကြိမ်ကြိမ်တတိပေးခဲ့ပေမဲ့လိုက်နာတာမရှိပဲဓာတ်ကန်ရန်ကားတဲ့အခြေအနေထိပါဖြစ်ခဲ့တယ်လို့သိရပါတယ်။ရခင်ကတာခရတောင်ကျောင်းမှာတန်ခါ၅ပါးခန့်ရှိပြီးအခုလိုလှုပ်ရက်တွေကိုမကြာခဏလှုပ်တဲ့အတွက် ဒါမခံနိုင်တော့ပဲအခြားเจ้าကိုပြောင်းရွှေ့ကြတယ်လို့လူထွက်ကြတာလည်းရှိတယ်လို့သိရပါဗျ။မြို့နယ်သာသနာထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့ကအုတ်တွင်မြို့မှာရဲစခန်းကိုအပ်လိုက်တာကြောင့်ရဲဘွဲတွေကမူရစ်ရန်ကအမှုနဲ့အမှုဖွင့်ကအချုပ်ခန်းထဲမှာထိန်းသိမ်းချပြီးတရားစွဲဆိုဖို့ပြုလုပ်နေတယ်လို့သိရပါဗျရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းရင်းမာပြည်မြို့နယ်အောင်ချမ်းအေးကျွာမှာတင်းမြစ်တူပြန်လာတဲ့မြို့သားတအုပ်ကိုမေလ18ရက်နေ့ညနေပိုင်းမှာမိုးကြိုးပစ်ခတ်ရပြီးတေဆုံးခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ အသက်33နှစ်အရွယ်ကိုချစ်ကိုကိုဟာလှုပ်ဖော်ကင်ဘတ်၃ဦးနဲ့တင်းမြစ်တူရကနေရွာကိုခြေလင်းပြန်လာချိန်မှာမိုးချိုးပစ်ခံရပြီးသေဆုံးခဲ့တာပါ။ဂျားရဲကရောသူရော၃ယောက်လဲကြတာ။သူကြတော့တစောင်းမှောက်ကြတာ။ဟိုကောင်တွေကပလက်လန်တာ။ကျွန်တော်ကတော့ကုံကုံလေးပဲဘာမှမမြင်ရတော့ဘူး။လူကကျင်ထုံသွားပြီးသူ့ကိုနိုးတဲ့အချိန်ကျနိုးလို့မရဘူး။ဟန်ဆောင်တာနေမှာဆိုပြီးလက်နဲ့ပုတ်ပြီးနိုးတဲ့အချိန်ကျထပြီး ညလုံးကတော့မျက်တောင်ခတ်ပါတယ်။ဗဇက်ထဲကသွေးထွက်လာပြီလို့အတူပြန်လာတဲ့လုပ်ဖို့ကံဖက်ကပြောပါတယ်။ကိုချစ်ကိုကိုမအလဲတန်းနဲ့မူလတန်းသားသမီး၃ယောက်ရှိပြီးသူ့အမျိုးသမီးကနာဂဒေတာကိုရောက်နေတယ်လို့သိရပါတယ်။ကိုချစ်ကိုကိုရဲ့ဇာပနာကိုဒီကနေ့နေ့လည်ခင်းမှာပဲပြုလုပ်မယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေစီကနေသိရပါတယ်။ပြီးခဲ့တဲ့မေ17ရက်နေ့ညနေပိုင်းကလည်းမကွေးတိုင်းမြို့တင်မြို့နယ်တလုတ်ပင်အုပ်စုတလုတ်ပင်ကျေးရွာမှာအမျိုးသား၅ဦးမိုးကြိုးထိမှန်ပြီး ဲ့ဒီထဲကနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေတာခန့်တွေနဲ့ကုညီကယ်ဆယ်ရေးလှုပ်ပေးနေသူတွေစီကနေသိရပါတယ်ရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံတတ်ခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့အသက်၁၉နှစ်မှအသက်၃၆နှစ်အတွင်းရှိတဲ့မြန်မာလူငယ်၉ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ယနေ့မေ၁၈ရက်နေ့နနက်၁၇:၃၀မိနစ်အချိန်မှာထိုင်းစစ်သားတွေကတရားမဝင်မြန်မာ၉ဦးတင်ဆောင်လာတဲ့ကားကိုဖုတ်ဖရခရိုင်မှာတားဆီးစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့လိုစစ်ဆေးရမှာအသက်16နှစ်မှအသက်36နှစ်အတွင်းရှိတဲ့မြန်မာလူငယ်ကိုဦးကိုဖမ်းဆီးနိုင်ခဲ့ပြီးကားမောင်းသမားထိုင်းနိုင်ငံသား driver ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါဗျ။ထိုင်းနိုင်ငံသားကားမောင်းသမားကမြန်မာနိုင်ငံသားတွေကိုတွားရောက်ခေါ်ပြီးဖုတ်ဖရခရိုင်ကိုပို့ဆောင်ရန်စီစဉ်ထားကြောင်းအဲဒီကနေမှတဆင့်ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ဘန်ကောက်အပါအဝင်အလောက်ရှိတဲ့နေရာတွေကိုတွားရောက်ကြမှာဖြစ်ကြောင်းလည်းသိရပါဗျ။တရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားကိုဦးကိုဖုတ်ဖရ မြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားကြောင်းလည်းသိရပါရရှင်ဒီကနေ့ညခင်ရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်